မင်္ဂလာပါခင်ဗျာ2025ခုနှစ်အော်တိုဘားလ16ရက်နေ့လည်အတန်ရဲ့တနေ့တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့မန္တလေးမှာ၂ရက်ဆက်ငလင်းငယ်ထပ်မံလှုပ်ခတ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမှာအော်တိုဘား15ရက်နဲ့16ရက်ဒီကနေ့မနက်မှာငလင်းထပ်မံလှုပ်ခတ်ခဲ့တယ်လို့မန္တလေးမြို့ကနေစီကသိရပါတယ်အော်တိုဘား15ရက်ည7:42မိနစ်မှာပြည်ဦးလင်းမြို့နယ်300ရွာကိုအခြေပြုပြီးပြင်းအား3.5ရှိငလင်းလောက်ခဲ့ပြီးဒီမနက်9:16မိနစ်မှာငလင်းငယ်တစ်ခုထပ်မံလောက်ခဲ့က ထိခိုက်ပျက်စီးမှုတွေတော့မရှိခဲ့ဘူးလို့မြို့ကမြို့သမီးတူကပြောပါတယ်။မနေ့ကငလင်မလုတ်ခင်ဆိုရှယ်မီဒီယာမှာငလင်ကြီးထပ်မံလုတ်ခတ်နိုင်ကြောင်းသတင်းတွေပြန့်နှံ့ခဲ့တာကြောင့်ဒေသခံတွေကစိုးရင်ကြရပြီးဒီငလင်သတင်းပေးချက်နဲ့ပတ်သက်ပြီးတော့နောက်ထပ်ငလင်ပညာရှင်တူကတော့လက်တလောငလင်ကြီးလုတ်ဖို့မရှိနိုင်သေးတာကြောင့်စိုးရင်စိတ်မလွန်ခဲ့ကြဖို့ကိုပြန်လည်သတိပေးထားပါတယ်။မက်စလာ28ရက်မှာလောက်ကခဲ့တဲ့ငလင်ကြီးကြောင့်မန်လေးမြို့မှာပျက်စီးခဲ့တဲ့ဈေးနဲ့အဆောက်အဦတွေအခုချိန်ထိပြန်လည်တည်ဆောက်နေရစေဖြစ်က နောက်ဆက်တွဲငလင်ငယ်တွေလည်းဇက်တိုက်လှုပ်ခတ်နေစေဖြစ်ပါတယ်။ဒါအပြင်ငလင်ကြောင့်လူအစုလိုက်ပြုံလိုက်ထိဆုံးခဲ့ပြီးပြိုကျပျက်စီးခဲ့ရတဲ့ Sky Pillar ကွန်ဒိုအောက်ကနေလည်းလူ200ခန့်ရောက်အလောင်းတွေပြန်တွေ့ခဲ့ပြီးတဲ့နောက်စက်တင်ဘာလ15ရက်ကစလို့အလောင်းရှာဖွေမှုကိုရပ်ဆိုင်းလိုက်တယ်လို့သိရပါတယ်။ဆလတ်တင်ဆက်ပေးမှာကတော့ရိတ်ကတည်လာတဲ့စစ်ကြောင်ကိုကြားပြတိုက်ခိုက်ပြီးလက်နက်ခဲယံတွေတင်းခဲ့တဲ့တဲ့မှာ မကွေးတိုင်းပခုတ်ကူမျိုးလင်းဝင်းစီကနေရိခါယူပြီးပြန်လာတဲ့စစ်ကောင်ပြင်းအင်အား20ပါစစ်ကြောင်းကိုဂျာပြဲတိုက်ခိုက်ရာ6ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆီးခဲ့တယ်လို့စောက်သန်းဝိုင်းဆို PDF စီကတည်ရပါတယ်။အော်တိုဘာ15ရက်နေ့လတနေ့23မိနစ်မှာပခုတ်ကူလင်းဝင်းကနေရိခါယူပြီးပြန်လာတဲ့စစ်ကောင်ပြင်းစစ်ကြောင်းကိုပခုတ်ကူလင်းဝင်းနဲ့မျောလူကန်ကြားမှာဂျာပြဲပြစ်ခတ်ခဲ့တာလို့စောက်သန်းဝိုင်းဆို PDF တာဝန်ခံပူအောင်မောင်းကပြောပါတယ်။နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုလည်းဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်းစစ်ကောင်ပြင်တပ်ဖွဲ့ဝင်6ဦးတည်ဆုံးတာကိုမျက်မြင်တွေ့ခဲ့ရတာပြန်လည်ပြစ်ခတ်မှုတွေရှိတာကြောင့်လက်နက်အားလုံးကိုမကောက်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။တိုက်ခိုက်ပြီးတဲ့နောက်စစ်ကောင်ပြင်ဘက်က MA1 တလက်ကြီးပေါက်3ခု၊ကြီး90တောင်း၊ UZ တလက်ကြီးပေါက်2ခု၊ကြီး45တောင်းတို့ကိုတင်စီရရှိခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်2ဦးလက်ကိုကြီးပေါက်မှန်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ကြောင်းဟာပခုတ်ကူခလာ259တမတရတိစစ်ကောင်ပြင်တပ်တွေပခုတ်ကူမြို့မှာရဲစခန်းကရဲတွေနဲ့ပြည်သူစစ်တွေပါဝင်တယ်လို့သိရပါဗါတယ်။ ဒီတိုက်ခိုက်မှုကိုစောက်တန်းရေစကြိုတပ်ပေါင်းစုစောက်တန်းဝိုင်းစု PDF ဒေါင်းညီနောင်ရေစကြို Revolution Group ဝိုင်းအားကြီးပြည်သူ့အာမတ် PDF King Cobra နဲ့ဒေါင်းစစ်တီတွေကလှုပ်ဆောင်နေတာပါတရချောင်းတိုက်ပွဲအတွင်းလက်နက်ခဲယမ်းတွေနဲ့စစ်တုံးမှန်12ဦးဖမ်းမိတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပါမယ် ဘကိုးတိုင်းလက်ပတန်းမြို့နယ်တရားချောင်းကြီးကကိုစစ်ကြောင်းထူလာတဲ့စစ်ကောင်ပြင်းတက်ကိုအော်တိုဘာ15ရက်မနက်7:00နာရီကျော်မှာဂျာဗက်တိုက်ခိုက်ခဲ့ပြီးနောက်လက်နက်ခဲယမ်းတွေနဲ့တုံမှန်းတွေကိုတင်းစီဖမ်းမိနိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝန်ကြီးဌာနရဲ့စေယုံချုပ်ကအော်တိုဘာ16ရက်ဒီကနေ့မှာထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်ပြင်းတက်အထိကိုင်များခဲ့ပြီး15ဦးထပ်မင်းနဲ့တေဆုံးက73မှန်းအဖြစ်12ဦးဖမ်းဆီးရရှိခဲ့ကလက်နက်အစုံ16လက်ခဲယမ်းတွေနဲ့စစ်သုံးပစ္စည်းတွေများစွာကိုလည်းတိုက်စီးရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါပါတယ်။ ဒီတက်ခိုင်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရင်နယ်မြေဘကိုးတိုင်းစစ်ဌာနဗျူဟာ22ကိုကဲမှုနဲ့အမှတ်383ညနှစ်တရင်အမှတ်383ညသုံးတရင်ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဂလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တွေကပြုလုပ်ခဲ့တာလို့ဆိုပါတယ်နောက်ဆုံးတော့အနေနဲ့တင်ဆက်ပေးမှာကတော့စေရီသတိရှိဖို့စလင်းကြီးမျိုးနဲ့ပါကဖလက်ယုံတက်ကိုတက်စစ်စင်းမှုပြုလုပ်ခဲ့တဲ့တဲ့တွင်မှာ စကိုင်းတိုင်းရေမပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခရိုင်စစ်ဆေးတာဝန်ခံကဆလင်းကြီးမြို့နယ်ပတ်ကောက်ဖက်လက်ရုံးတပ်ကိုအောက်တိုဘာ14ရက်မှာတက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗါစလင်းကြီးမြို့နယ်ဟာစစ်ကောမရှင်ထိုင်တဲ့စခန်းတွေတရုတ်ချင်းဒီစီမံကိန်းတွေနဲ့အနီးကပ်ဆုံးနေရာမှာတည်ရှိတာကြောင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့စီရေးအသည့်စီရေးသတိအမြဲရှိနေစေဖို့အခုလိုတက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာလို့ခရိုင်စစ်ဆေးတာဝန်ခံကပြောပါတယ်တက်စစ်ဆေးမှုခန်းနာမှာပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကိုဥညွတ်လေးပြုတာတက်စာဒိတ်တန်လေးချက်ကိုရွတ်ဆိုတာ စေရေးတရီအမြဲရှိကြရန်နဲ့အမြဲနှုံနှုံကြကြတိုက်ပွဲဝင်ပုံစံအတဲ့အနေထားပြင်ဆင်ကြဖို့မှားကြားခြင်းတို့ပြုလုပ်ခဲ့တယ်လို့ခရိုင်စစ်ဆေးတာဝန်ခံစီကတည်ရပါဗယ်။မြေလက်ဒေသကတရင်တွေကိုတင်ဆက်ပေးနေတဲ့မြေလက်တန်ရဲ့နေ့စဉ်တရင်အစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်တန်ရဲ့ဝက်ဘ်ဆိုက် YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။